ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့နီးပြီးတော့တက်ကုန်းမြို့မလိုင်ဝမ်တွင်နဲ့တောင်ကူမြို့တွေကိုဗဟုပြုပြီးဧပြီလ12ရက်နေ့တနေ့လေးမှာငလီရင်ငားကျင်စတိုက်လုတ်ခတ်သွားခဲ့တယ်လို့မိုးလီဝါတာနယ်ဇလဗေဒညွှန်ကြားမှုအစည်းအဝေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။နီးပြီးတော့တက်ကုန်းမြို့ရဲ့အနောက်ဘက်9မိုင်လောက်အကွာမှာအင်အား4.4ရစ်စတာစကေးရှိတဲ့ငလီရင်တစ်ခုလုတ်ခတ်သွားခဲ့တယ်လို့သိရပါတယ်။ဒါအပြင် မန္တလေးတိုင်းမိထီလာခရိုင်မလိုက်မြို့ရဲ့အရှိရှိတောင်ဘက်၃မိုင်လောက်အကွာမှာလေအင်အား၄.၉ရစ်တာစကေးရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပြီးဝမ်တွင်းမြို့အရှိတောင်ဘက်၅မိုင်လောက်အကွာမှာလေအင်အားပမာဏ၅.၃ရစ်တာစကေးရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါရီနောက်ထပ်ဝမ်တွင်းမြို့ရဲ့အရှိအရှိမြောက်ဘက်၉မိုင်လောက်အကွာမှာပဲအင်အား၃.၃ရစ်တာစကေးရှိတဲ့ငလျင်တစ်ခုလေထပ်ပြီးလှုပ်ခတ်သွားခဲ့ပါရီဒါပြီး အင်အားပမာဏ၄.၃ Richter scale ရှိတဲ့ငလျင်တစ်ခုဟာလေတောင်ငူမြို့ရဲ့အနောက်မြောက်ဘက်၁၃မိုင်လောက်အကောမှာလွတ်ခတ်သွားခဲ့တယ်လို့လည်းသိရပါပါရှင်။